နိုင်ငံတကာနဲ့ကုံသွဲတဲ့နေရာမှာပျောက်ကွယ်နေတဲ့ပို့ကုံသွင်းကုံစည်ရင်းတွေကိုဖော်ထုတ်နိုင်မှုအတွက်ဗဟိုဘဏ်ကနိုင်ငံသားငွေစည်ရင်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်ကြဖို့တတိပေးထားပါတယ်။တိုက်စင်ကနေသတင်းပေးပို့ထားတာပါရှင်။ နိုင်ငံငွေကိန်းဆောင်ခွင့်ရရှိတာတဲ့ပြည်တွင်းဗန်တွေအနေနဲ့ပြည်ပမှာနိုင်ငံငွေဗန်စင်ဖွင့်လှစ်ထားရှိတဲ့လူပုဂ္ဂိုလ်ဖွဲ့စည်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်ပေးကြဖို့ဘိုးဘန်ကတတိပေးထုတ်ပြန်ထားတာပါ။ဒါကြတော့နိုင်ငံကနဲ့ကုံတွယ်တဲ့နေရာမှာပျောက်ကွယ်နေတဲ့ပုဂ္ဂိုလ်သွင်းကုန်စင်းတွေကိုဖောက်ထုတ်နိုင်ဖို့အတွက်ရှိဝေတာဖြစ်တဲ့အကြောင်းဗန်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတူကသုံးသပ်ပြောပါရယ်။ဒီကတော့ကျွန်တော်တို့မှာဘာဖြစ်လဲဆိုရင် export identity မှာလေ export idea မှာရော import idea မှာရော black တွေရှိတယ်။နိုင်ငံတော်စီးစင်းမရောက်ပဲနဲ့ဟာရှိတယ်။အဲ့ဒီဟာတွေလေဒါ ဟိုကုဒါရောဥစားက trick ကတည်တယ် trick department trick ကိုနိုင်ဝင်ကြီးကိုနိုင်ဝင်ကြီးဌာနကတည်တယ်သူတို့လက်ခဏပြောတယ်ဒါတွေကို legal ဖြစ်အောင်လုပ်ပေးပါ UN စီတယ်လို့ကတည်းသူတို့အခုညတောင်းတယ်ဒါပေမဲ့ရောစရာမဖြစ်သေးဘူးဒီအဲ့ figure တွေကဒီတည်းမဝင်ဘူးအဲ့တော့ဒီဟာတွေကို legal ဖြစ်အောင်ဘာလို့ tax ရှောင်နေတော့သူတို့အဲ့ဟာတွေမလုပ်ကြအောင်ဘောပန်ရဲ့တတိပြေထုတ်ပြန်ချက်ထွက်ပြီးတဲ့နောက်ပြည်တွင်းနိုင်ငံငွေကြေးစစ်ကွက်မှာအမေရိကန်ဒေါ်လာတန်ဖိုးကနိုင်ငံငွေကြေးစင်မှုတော့ရှိခဲ့ပါတယ် ဒါပေမဲ့ဒီကန်တန်ချက်တစ်ခုတည်းနဲ့တော့ American Dollar တန်ဖိုးအတက်ကြကိုမထိန်နိုင်ဘူးလို့ကျွမ်းကျင်လူတူကလည်းထောက်ပြပြောပါတယ်ကျွန်တော်တို့စီမားလည်းဘာဖြစ်ဒေါ်လာလိုအပ်ချက်ရှိတယ်လေနိုင်ငံငွေလိုအပ်ချက်ရှိတော့နိုင်ငံတော်အနေနဲ့ရှိတာပေါ့အကယ်၍ဒီပတ်စံတွေရောက်လာရင်တော့ဘာဖြစ်ပြောပြောဟိုအထက်လျောက်တော့ဈေးရကျသွားမှာပေါ့ကျွန်တော်ဒါကျွန်တော်တို့ထင်ရတော့နော်တွေ့ရတာပေါ့ဟိုဒီလိုအကောင့်နေဟိုအကျညာရမယ်ဆိုပြီးတော့ ပြောလို့တော့ဟိုကျွန်တော်ရုပ်ရည်ကြီးတော့ကြမယ်တော့မထင်ဘူးသို့တော်လည်းအခုတက်တယ်ကြတယ်ပါ냐ဆိုတော့လေဒီ condition တွေလည်းရှိကျန်တဲ့ condition တွေကြောင့်ထင်ပါလားဘောဘန်ကဒီဇင်ဘာလ20ရက်နေ့အတွက်သတ်မှတ်ပေးတဲ့ရည်ညွှန်းငွေလဲနှုန်းကအမေရိကန်ဒေါ်လာကိုမြန်မာငွေ1385ကျပ်ရှိပြီးငွေလဲကောင်တာတွေမှာ1385ကျပ်အဝယ်နဲ့1400ကျပ်အယောင်းရှိပါတယ်ခင်ဗျာကျွန်တော်တိုက်စင်စိန်ပေးပို့ထားတာပါ